ားလုံးပဲမင်္ဂလာပါရှင်။ယခုတစ်ခါဖတ်ပြပေးချင်တာကတော့စာရေးဆရာမောင်တဒနာဆင်ဖြူကျွန်းရေးသားထားသောမဟုရပတိုင်းစုဆိုတဲ့ဝတ္ထုတော်လေးကိုကျမ H နဲ့ကိုရောင်နီမောင်နှမနှစ်ယောက်မှဖတ်ပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်။နားဆင်ပေးကြပါအောင်ရှင်။မဟုရပတိုင်းစုစိတ်ပညာရှင်များကအတိတ်ကိုမျော်လင့်တတနေခြင်းသည်အုံမင်းရည်ရုံမှုလက္ခဏာဟုဆိုကြသည်။မဖြစ်သေးမရောက်သေးသော ဟုံးဝင်းစီကအကြောင်းအရာများကို မှန်းဆတွေးတော်ကုတ်ချက်ချနေခြင်းဒီလဲမရေရာမတေကြသောမတိကြသောအဖြေသို့မဟုတ်ပြေဝရင့်ကျက်မှုမရှိသောသဘောဟု ပြောကြပြန်သည်မတ်ကျူကတော့အတိတ်ကိုလည်းတာတာသည် အနာဂတ်ကိုလည်းမျှော်ကြည့်သည်အဘဲကြောင့်ဆိုသောရှေ့လူကြီးများ သုံးဆွဲခဲ့သောရှေ့တခါမျှော်ကြည့်နောက်တလှန်ပြန်ကြီးဆိုတဲ့စကားကို နားဆွဲနေတော့ကြောင့်ဖြစ်လေသည်ထို့ကြောင့်လားမသိ မတ်ကျူတယောက်ကတော့ငိုစရာရှိရင်ငိုချလိုက်ပျော်ရွှင်စရာရှိရင်လည်းပျော်ပြစ်လိုက်သည်ပုံဝင်ခြင်းတစ်ခုလုံးကပျော်ရွှင်နေသည့်အချိန်မျိုးမှာမပျော်တတ်မရွှင်တတ်မကြည်နူးတတ်ဘူးဆိုရင်အပေါင်းတန်မှုတတ်သည့်ခံစားမှုမျိုး positive feeling နှိမ်ပါလာခြင်းမည်ထို့သောနှိမ်ပါလာရင်လူမှုရေးစီးပွားရေးနှင့်ပတ်သက်လာပါကကျေနပ်မှုမရှိတော့ဘဲအလုတ်စွမ်းအင်ကြဆင်းလာပြီးအနုလက္ခဏာသဘောဆောင်သောအတွေ့အခေါ် negative thinking များ မကျေနပ်မှုများပုံဝင်ခြင်းကိုဒေါသထွက်မှုများများပြားလာပြီးမနာလုံဝင်တိုစိတ်များပေါက်ဖွားလာမည်မဟုတ်ပါလောမကျူတို့ဘဝဘေးအခြေအနေကိုကငြိမ်သက်နေရမရတနေ့လုံးမှ တနေ့ဆ ਾਇ ရသောအခြေအနေလက်လုံလက်စားဈေးတယ်မှာဘဝယနေ့နေရလဲမထွက်ခင်ကပူဆက်ပူလောင်ရှိလိုက်အညာနှွေးဆိုတော့အညာသူအညာသားများအဖို့တော့တိတ်ပြီးပူသည်ဟုမဆိုသာရှင်ပြူကျွန်းဈေးက၁၇နှစ်မထိုးခင်ဈေးကွဲသွားတတ်သည်မို့ မနဲ့စောစောဈေးမီမှတ်ကြူတယောက်ပြောင်းမှုပြုံများကိုကုသေးကောက်တဲ့တဲယူကကျွေရည်တော့လင်မန်းဈေးပန်းနဲ့ထည့်၍ရောင်းချရ၏ပြောင်းမှုပြုတ်ပူပူကလေးများကိုဖြင်းညမ်းတဲ့အဖြူရောင်ဖြင့်ထူထူကလေးဝတ်ပလတ်စတစ်ဖုံး၍အပူချိန်မပြတ်အောင်အုပ်ဆိုင်ထားရသည်သို့မှသာအငွေ့ရလည်းအပြည့်မထွက်ပဲပြောင်းမှုများမှာအငွေ့တစ်ထောင်ထောင်နဲ့ရှိကြမည်ဒီနာပြောင်းမှုပြုတ်တယ်ဗျပြောင်းမှုပြုတ်တယ် မကျူအတန်ကဆူဆူရှာရှာနဲ့ပေတရာပတ်လဲလောက်တော့အသားကလေးဖုံးလွှမ်းသွားသည်ဟုထင်ရ၏ဈေးကလည်းအဖိတ်နေမှုပို၍စီကားနေပြန်သည်မကျူမျက်နှာတွင်ချွေးစာကလေးများဆို့ပြူလျက်ရှိအထယ်တန်းထိပ်ရှိအပြူကြီးတစ်တိုက်ကမကျူလာပါအောင်ပြောင်းမှုပြုတ်တဖူဘလောက်လဲမကျူကလည်းကို့ဖောက်တယ်တွေပဲမေးနေစရာလားလို့ဈေးတယ်လို့ထုံးစံအတိုင်းမျက်နှာကိုပြုံး၍ ချိုချိုချွဲချွဲကလေးနဲ့ပြောလိုက်။တကြားပြောင်းတော်ရေချိုမချိုပုံဦးပေါ်ဗျာဆိုတော့နှစ်ဖူး300ပဲပေးပါ။ဇက်တိုက်ဆိုသလိုအဖူးကြီးကြီးတွေရွေးယူပေါ့။မကျူသည်ပြောင်းမှုဘန်းကိုအသာချ၍ခေါင်းကူလုံးကြီးဖြင့်ချွေးဆုနေသောမျက်နှာကိုဖော့ပွားလေးတုပ်လိုက်။ဈေးတဲ့တယောက်ဤမျက်စိကလည်းတိမ့်ငတ်တကောင်ဤမျက်စိလိုလှင်ရသည်အကင်းပါရသည်။လူခဲခက်လည်းကျွမ်းရသည်။ ထိုအခိုက်အထယ်တန်းထိပ်ဈေးမြောက်ဖက်အပေါဝါသို့မျက်စီကစားလိုက်ရာ သူဝင်နေကြရှာတော်ဝုံရွာဘက်စီမှပြောင်းမှုလဲတစည်းကိုမြင်လိုက်လေသည်ပြောင်းမှုလဲအနီးတစ်ဝိုက်တွင်ရွေးသူဆဲသူဝဲသူများနေပြည့်နေပြီးထိန်လျက်ခဲပွဲစိတ်အောင်လို့ဖြစ်နေသည်မကျူကပြားကတိဖြင့်ပြောင်းမှုပန်းကိုအပြိုကြီးတတိုက်အနာထားခဲ့ပြီစိတ်တိုင်းညာရွေးနေမေတော့ကျုပ်ပြောင်းမှုပြေးဝင်လိုက်အောင်မယ်နော်ကြည့်ထားအောင်နော်ပို့ပါတော့လည်းတော့ မိဂတိတမင်မလေးခြေလမ်းများကဲ့သို့ပြောင်းဘူးလဲရှိရာသို့အရောက်သွားပြီးဈေးမေးဈေးစီ၍ဆာလာအိတ်ဘေးကြတဲ့တွင်အဖူးတရားခန့်ဝယ်ပြီးထဲကအိတ်ကိုတော့ပြောင်းဘူးရောင်းသောလှဲသမားလေးကချုပ်ပြီးထို့နောက်ပြောင်းဘူးအိတ်ကိုပင့်၍မက်ဂျူကောင်းပေါ်သို့ပင့်တင်ပေးလိုက်လေသည်မက်ဂျူလည်းအိတ်ကိုမနိုင်မနှင်းတဲ၍ဈေးအရှိတ်အပေါဝါရှိပန်းသေးတဲ့မက်ဝင်းအနာတွင်ချထားလိုက်ပြီးညီမလေးမက်ဝင်းရဲ့ အမရဲ့ပြောင်းမှုအိတ်ကလေးထားခဲ့မယ်နော်ကြည်ထားလိုက်အောင်ပန်းသေးတဲ့မောင်ဝင်းကလည်းဟုတ်ဟုတ်ဟုပြောင်းမယ်သာပြောလိုက်ရသည်မတ်ကျူဤပြောင်းဖို့ AAC တို့မျက်စိမရောက်လိုက်ချင်းသူကလည်းအယောင်းဝယ်လှိုင်းနေသည်မဟုတ်လားထို့ကြောင့်မလှဲ့ကြည့်မိမတ်ကျူသည်ထွက်သွားပြီးတော့ခြေလမ်းများရက်တန့်၍ပြန်လှည့်လာပြီမြမလေးမောင်ဝင်းဒီအိမ်နော်ဒီမှာဟုတ်ပြောရင်အိတ်ကိုကင်၍အသေးချာပြတ်လိုက်မောင်ဝင်းလဲထားခဲ့ပါစိတ်ချသွား ်ဟူသောသဘောမျိုးကောင်းငိမ်ပြလိုက်သည်ယနေ့ဈေးကလည်းကြက်ပြံမကြအောင်စီကားလုံးနေသောကြောင့်မက်ဂျူတယောက်ဈေးမြောက်ဖက်အပေါက်အထယ်တန်းထိပ်သို့ဈေးအတွဲမှလူတို့မသွားတော့ဘဲဈေးအပြင်ဘက်မှပတ်၍ညင်းလဲမြောက်ကိုဖက်ဖြတ်ကျော်ကားသွားနေ၏ဈေးအပြင်ဘက်တန်းလမ်းမှပေါ်နေလူများညင်းလဲမြောက်နဲ့စီကားနေ၏အေယာရီမြေ၏အရှိဘကန်နမေးရှိရွာများဖြစ်သောပခန်းငယ်ရွာအောက်လေရွာဝင်းကပါကြောက်ရဲ ၊စုရကံ၊တက်ကံ၊မကြီးကံရွာစသည့်ရွာများမှဈေးရောင်းဈေးဝယ်များကလည်းရွက်လေနှင့်တမျိုး၊ဆက်လေနှင့်တဖုံ၊ပဲ့တောင်၊ငှက်တမန်များနှင့်တသွဲဆိုသလိုရှင်မြူကျွန်းဈေးကိုအယောင်းဝယ်လာကြ၏။အေယာဝရီမြစ်အရှိဘက်ကန်းတဖူးရှိ ရွာများဖြစ်သောရှင်မကျွန်း၊ရေလဲစု၊ကျူတော်၊ဂုံးတောင်၊ရှားတော်ကုန်း၊ဈီးကုန်း၊နှက်စင်ရေနာတံရေကြီးပေါက်ကုန်း ထဏငုံစသောရွာစဉ်များကလည်းခြေလင်းတသွဲလှဲနေတမျိုးထော်လာကြီးနှစ်တဖုံရှင်ဖြူကျုံးများစေသို့ဈေးဝယ်လာကြ၏ထို့ကြောင့်မင်းဈေးနားတဝိုက်တွင်ကုံတင်ကုံချရန်လူခေါ်တန်များကားတန်ထော်လာကြီးတန်များဈေးတယ်ဈေးဝယ်များ၏အတန်ပလန်များလက်ဖက်ရည်ဆိုင်မှများမှဆောင်းပေါက်ဆက်တန်များမြင်းလဲတောက်ချစ်တန်များမြင်းလဲတွင်တက်ဆင်ထားသောကြေးကလိုင်းကို ချိန်ကောင်းဖြင့်တနောင်နောင်ရိုက်တံများကလည်းဆူညံပွက်နေ။လှုပ်ရှားသွားလာမှုများကလည်းပွဲတော်ကြီးတို့မြချိတ်ချိတ်တူစီကားလည်းရှိ။ရုတ်တရက်ချက်ချင်းကောင်းငယ်မှာတိမ်မဲကြီးတွေဆင်လာ၏။လေနုအေးတွေတွေးလိုက်။တနေရရာတွင်မိုးသည်းဒီမှာတေးကြ၏။မိုးနံကလေးသိမ်းပြီးအေးဓာတ်ကလည်းဝင်လာ၏။တော်တော်စောစောကလေးကမိုးတိမ်မဲကြီးများသည် မော်ဆရာဆေးကျင်လုံးနဲ့ဝှေ့လိုက်တယ်လို့လေကတုပ်၍တမဟုတ်ချင်းပျောက်ွယ်သွား၏လေနုအေးတွေလည်းပျောက်ွယ်သွားပြီးနေကလည်းကြဲကြဲတောက်ပူလာပြန်၏မနက်တုန်းကမိုးအုံနေရာမှ ယခုပူလာသောအပူသည်ပို၍ပင်ပူလာသည်ဟုထင်ရ၏နေကင်း၁၂နာရီကျော်ပြီမို့ပူလာတာလည်းဖြစ်နိုင်၏ပြောကိုထွေးကိုထွေးခမရတို့စီကိုပြဿနာတို့ကြီးအလဲလာလိုက်မယ်ပြော စိတ်ကန်းစီတို့တွားနေသောမြင်းလဲတစည်းပေါ်မှတစုံတစ်ယောက်ကလှမ်း၍အော်ဟစ်ပြောဆိုသွား၏ကိုထွေး၏အိမ်ကလည်းအေယာရီမြစ်စိတ်ကန်းတို့တွားရာလမ်းနှဘေးနှစ်အိမ်ကျော်ခန့်တွင်ကတ်လျက်သားရှိနေသည်ထို့ကြောင့်အော်တွားခြင်းဖြစ်၏ပြည်ထနာတို့ကြီးဟုအော်ပြောခံရသူမှာကိုထွေးနှင့်ယင်းသည်သောအညာအခေါ်ယထာသမားမောင်တင်ဆိုးပင်ဖြစ်သည် ပြေတနာအထုတ်ဆိုသည်မှာကိုထွေးဤရောက်ဖဖြစ်သူ ကိုပေါက်ကြီးတို့လင်မယားအကြောင်းကိုတည်ထားသူဖြစ်၍ပြောခြင်းဖြစ်ပေလိမ့်ပြီ။မှန်ပါသည်။ကိုပေါက်ကြီးမိမပဲပြေတနာပေါ်တာဖြစ်နိုင်သည်။ဘာပြုလို့လဲလို့မေးလျင်သူမကကတန်ကယံနမောနမဲ့အမေးအလျော့ထူထူဖြစ်သည်။တခါကကိုပေါက်ကြီးတို့လင်မယားနှစ်ယောက်နေရှင်နယ်ရုပ်ရှင်ရုံရှေ့တွင်ရှိသောပွဲစားတန်းကိုတွား၍အတုံးစုံအဝယ်သွားကြသည်။ အသုံးဆောင်တွေကလူကြနေသောကြောင့်မအားသေးပဲရှိနေစဉ်ကိုပေါ့ကြည့်မိမက ကိုပေါ့ခဏနော်ရုပ်ရှင်ပို့စတာတွားကြည့်လိုက်အောင်မပူ၍ပြောရာကိုပေါ့ကြည့်ကလည်းအေးပလဲကြည့်ကြည့်တွားကြည့်ဟူ၍ခွန့်ပြေလိုက်၏ကိုပေါ့ကြည့်သည် လူရှိသူရှိတွင် သူ၏မိမကိုချစ်စနိုးဖြင့်ပလဲဟူ၍ခေါ်လေးရှိသည်တကယ်တော့ကိုပေါ့ကြည့်မိမသည် အသားမဲ၏စာကလေးပေတယ်ဟောတော့ ကိုရင်ကြီးကလမကပင်အရှုံးပေးရလောက်အောင်မဲနဲ့ဤစေရင်စေတနာကောင်းဤထို့ကြောင့်ပင်သူမိမကိုအိမ်နီးနာချင်းများကခန့်ခန့်ညာညာအမိပေးထားဤမဟူရာပလဲနဲ့ဒေဝီဟူ၍ရုပ်ရှင်ပိုစတာမှာပန်းပန်လျက်ပါရုပ်ရှင်စကားဖြစ်၍ညူပြပြလရာပြချီလိုက်တရပြတတ် လိုင်းတရားစင်ဆရာဇော်ကြီးဗေဒာလန်တချင်းကိုလည်းလော့စပီကာနှင့်ကြဲကြဲလောင်လောင်ဖွင့်ထားနေသည်ရုပ်ရှင်ပိုစတာဆိုသည်မှာ6လက်မှ8လက်မှ8လက်မှ12လက်မှခန့်ရှိသောဓာတ်ပုံကြီးများဖြင့်ဇလန်းထဲမှဇက်ဝင်ကန်းပြကွက်များကိုဓာတ်ပုံ12ပုံခန့်ရုပ်ရှင်မကြည့်မီကြိုတင်၍ခန်းစားနိုင်ရန်ဆွဲဆောင်ချိတ်ဆွဲပြသထားခြင်းဖြစ်၏ ိုပေါကြီးမိမသည် ရုပ်ရှင်ဇာတ်ကားကိုမှနှစ်ကကြည့်ခဲ့ဘူး၏ရုပ်ရှင်ပိုစတာကြည့်ရင်မှသူမ၏စိတ်အစဉ်သည်ဇလန်းထဲသို့နှမျောသွားပြီးမျက်ရည်တွေစီးကျလာ၏ထို့နောက်ဝမ်းထဲပတ်လက်ဖြင့်အိမ်သို့ပြန်သွားလေတော့သည်အတုံးဆုံးဆိုင်ရှိမှထွက်လာသောကိုပေါကြီးကတော့ရုပ်ရှင်ယုံမှဟိုဒီလျှောက်ခါလိုက်ရှာ၏ဟိုနာဒီနာ အပေါ်တွားကျင်၍တွားနေသည်ဟုထင်ပြီးပြန်လာနိုးမျောလင့်နေ၏သို့တော်လဲပေါ်မလာကြီး ိုပေါကြီးတယောက်ရုပ်ရှင်ရုံစည်းမှာရောင်လဲလဲနဲ့အတုပ်ဆောင်အထုပ်ကလေးကင်လျက်ဟိုကြီးဒီကြီးနဲ့မျက်လုံးကကြီးကန်းတောင်မောင်းကိုပေါကြီးမိမအိမ်ရှိသူရောက်တော့ခြံတကားကတော့ခက်လျက်တာအိမ်ထဲသူချောင်းကြည့်တော့လူမမြင်ထို့ကြောင့်စိတ်တူလာ၍ခြံတကားတော့ကိုကင်၍တဖြောင်းဖြောင်းရိုက်လိုက်ပြီးနှုတ်ကလည်းဒီယောက်ျားအိမ်တော့ခက်ပြီးဘယ်သွားနေလဲမသိဟွန်းပြန်လာရင်တော့ဟုညီတော်တောက်တီးနေလေသည် အနီကျင်းဝါသံကို ကြားလိုက်တော့အိမ်ဘေးမှာအမေကြီးပူကဟဲ့ကောင်မလေးနင်တို့လင်မယာရုပ်ရှင်စီအတူတူသွားပြီးအတုပ်ဆုံးဝယ်ကြတယ်မဟုတ်လားအေးဒူအခါကြမှရုပ်ရှင်ရုံတွင် ကြံရစ်ခဲ့သောယောက်ျားဖြစ်သူကိုတတိယသွားတော့သည်ဟုတ်တော့ကျမရုပ်ရှင်ပိုစတာကြည့်ရင်လည်းတတိမေ့သွားပြီကိုပေါ့ရုပ်ရှင်ရုံမှာကြံနေခဲ့ပြီအမေကြီးပူကတော့ အမလေးတော်ကိုယောက်ျားမိလောင်အောင်မရုပ်ရှင်ကိုဆွဲလိုက်ရတယ်လို့တော်တကရဲမှာပဲဖះဖះဖះထို့အပြင်တခါကလည်းဗကံညာဦးပုပ်ပါတို့စင်မြူကျိုးစည်းတယ်များအဖွဲနဲ့ဖះဖို့လိုက်သွားလေသည် ပုပ်ပါရောက်တော့ပြက်တနာကစလီတော့သည်ပုပ်ပါတောင်ကလက်ကို အဖော်များနှင့်တက်သည်အပြန်ကြတော့လူကွဲသွားပြီးမေဝနနကွန်းတွင်တောင်းတင်တော့သည် ပုပ်ပါကမေဝနနတ်ကွန်းရှိမေဝနဤယုတ်ထုပုံမှာလွန်စွာလှပ၏တကယ်လူစစ်စစ်ချောမောလှပသောမိမပြိုတယောက်မတ်တဲ့ရက်နေတကယ်တို့ပင်ရှိ၏ကိုပေါကြီးမိမကလည်းနတ်ကတော်ကိုအမေပုပ်ပါမယ်တော်မေဝနတမိုင်းချောင်းရာဇဝင်နေမေနတ်ရည်စင်ဘိုးဆက်တဈေးလက်ပွင့်အောင်မေဝနနတ်ကွန်းမှပန်းစီများတောင်းယူကာစကားရပြောပြောနှင့်နတ်ကတော်နှင့်တက်ကြနေတော်၏ထို့အပြင်ပုပ်ပါကအပြန် အိမ်မြန်လက်ဆောင်အဖြစ်စင်းမြစ်စုံများကြောက်ချင်နဲ့စိန်ထားသောဇကဝါပလင်းကလေးများကလည်းပါသေးသည်ကားစရာကဈေးတဲ့အဖွဲကိုပုပ်ပားရောက်၍ကားပေါ်မှမစင်းငင်ကလေးကပုပ်ပားတောင်ကလက်တွင်အချိန်နှစ်နာရီပေးမိနှစ်နာရီအတွဲကားစီတို့ပြန်လာပါနောက်ဆုံးပိတ်နှစ်နာရီခွဲထိစောင့်နေဖြစ်ကြောင်းအကယ်၍ကားရှိရာသို့ နောက်ကျ၍မရောက်ခဲ့လျင်တာဝန်မယူဟုကြိုတင်၍မှာကြားထားလေသည် ကားဆရာအပေအချာပြောထားတာမှတည်တည်ချာချာဖြစ်တော့သည်နန္ဒာဤကွဲလူစုံတော့လဲကိုပေါင်းကြီးမိမကမရောက်သည် နောက်ဆုံးမိတ်၃နာရီထိုးသည့်အထိကားဆရာကဆောင်းသေး၏ထို့နောက်တော့အများသောဆန္ဒအရကိုပေါင်းကြီး၏မိမကိုပုတ်ပန်းမှထားခဲ့ရတော့သည်ည9နာရီထိုးတော့ဖျားဘူးအဖွဲပြန်ရောက်ကြောင်း ကိုပေါင်းကြီးမိမမှာပုတ်ပန်းတွင်ကြံနေခဲ့ကြောင်းကိုပေါင်းကြီးတရေကြရတော့သည်ညာရင်းချင်းလိုက်မီဆိုရအောင်ကားကမရှိ ထို့ကြောင့် နောက်တနေ့တွင်ရောက်ခွဖြစ်သူကိုထွေးဤဆိုင်ငယ်ဖြင့်တွားရောက်ရှာဖွေပြီးခေါ်လာခဲ့ရ၏ကိုပေါကြီးမိမမဟူယာပလဲနံဒေဝီလဲတောင်ကလတ်အနီးရှိဖုံးတော်ကြီးအကြောင်းတွင်အကျိုးသင့်အကြောင်းသင့်လျှောက်ထားပြီးတညာအိတ်ခဲရနေသည်ဤသို့ကတန်းကယံနမောနမဲ့ဥတူတူနှင့်အမေအလျော့ထူထူတယောက်ဖြစ်လေသည်ကိုပေါကြီးတို့လင်မယားအကြောင်းစဉ်းစားလို့မှအမြင်မပြတ်သည်ကျဲကျဲတောင်နေဘူးတဲ့တွင်ကရုံးပြောင်ပြောင် းထုတ်မပါဘဲစွတ်ကျဲချိုင်းပြက်ဝက်လျက်ဆပင်းကိုရေးကြီးတုပ်ပြစီးလာသူတယောက်ကိုမြင်တွေ့ရတော့သည်သေးကြသည်ကိုပေါက်ကြီးမှကိုပေါက်ကြီးအစ်စ်သူ့ပြက်တနာလားသူ့မိမပြက်တနာလားမပြောတဲ့ချွေးတွေကလည်းရေချိုးထားသလိုဒီဒီကြလျက်ကိုထွေးအိမ်ရှိသူရောက်တော့အခါကိုထွေးကိုထွေးလုပ်ပါဦးငါ့ကိုအကူကြီးပေးပါဦးကွာအမောရကောနဲ့ပြောလိုက်သည် ကိုထွေးကအိမ်ရှိသူထွက်လာပြီး ရေးကြီးတုတ်ပြာနဲ့ဘာတွေဖြစ်လာပြန်တော့ဒီလိုကဟုအစချီကဖြစ်ကြောင်းရဲ့ကုံစင်ခရေစိအတွင်းကြပြောလေတော့သည်တေရောတေကြလို့လားကိုပေါ့ရတေကြပါတယ်သူအပ်ထားတဲ့ကလေးမှကိုယ်တိုင်ပြောတာသူကိုယ်တိုင်ပြောမှုအိတ်ကိုမပေးလိုက်မိတယ်အယောင်းအဝယ်နဲ့ဆိုတော့လူကိုမကြည့်လိုက်မိဘူးတဲ့ကဲကဲဒီလိုဆိုကြာကြာနေလို့မဖြစ်ဘူးစိတ်ကန်းကိုအများဆုံးသွားစုံစမ်းကြတော့ပေါ့ နေဘူးကြဲကြဲကြီးတဲ့တွင် ကိုထွေးနှင့်ရောက်ဖာဖြစ်သူကိုပေါကြီးတို့အေယာဝရီမြစ်စိတ်ကျွညိုစိတ်ကမ်းပတ်စီတို့စပိန်နစီဖြင့်ထွက်သွားကြလေတော့သည်နေဘူးလိုအာကြီးသောကြောင့်ကြည်လျာတွင် မြေငွေ့တွေကတန်လျက်တပွဲ တလုံးလုံးနှင့်အထက်သို့လွန့်တက်နေသည်ယခုလိုအချိန်၌မြင်းလဲတွေဖြည်းဖြည်းမောင်းသွားလျင်ပင် ဖုန်တွေက ပြန့်လွင့်နေတတ်၏အရေးထဲနေသူများပင်ချွေးတပြိုင်ပြိုင်နှင့်တောက်ပလွန်သောနေ၏အလင်းရောင်ကို မကြည့်လို့မမြင်လို့တော့ပဲ လမ်းမပေါ်တွင် နေကင်းကြောင်တောင်လူတယောက်များမမြင်ရတော့တဟူဟူတိုက်ခိုက်နေသောလေကမီးလောင်ပြင်ကိုဖြတ်၍တိုက်တဲ့ကဲ့သို့ပူလောင်နေတော့သည်အေယာဝတီမြင့်ရေပြင်သည် ရေတိုးလာပြီဆိုလျှင်ဒိုက်တယောများအမှိုက်များဗေဒာပင်များ ရေမြုပ်များနှင့် နောက်ကျင့်နေသော နွန်ရေပွဲကြီးများပွဲ့၍ထနေတတ်သည်မြေကြီးပြင်ပေါ်ရှိ အမိုက်များပေါ်တွင်ပါလာတတ်သောပိုးကောင်ကလေးများကို အစာအဖြစ်ငှက်ငယ်လေးများရေကြက်များ ပြိုင်များ ကျိုးကြံငန်းဟင်းသာငှက်များဇင်းရောငှက်ကလေးများဝဲပြန်၍ရေပြင်ပေါ်သို့ဆင်းကအစာကောက်လေရှိ၏။လှိုင်းကျက်ခွများကလည်းကန်းကြီစီတို့တစ်ဖြက်ဖြက်ရိုက်ခတ်လျက်ရှိ၏။မြင်းရေပြင်ပေါ်သို့ဖြတ်၍တိုက်ခတ်လာသောလေသည် အတော်အသင့်တော်အေး၏။ဆင်းမြူကျွန်းက ကျွန်းညိုစိတ်ကန်းတွင်လှေငယ်များပဲ့တော်များမော်တော်ငယ်ကလေးများသာစိုက်ကပ်လာ၏။အေယာကြီးပြီးတန်းကြီးများစွာတင်နိုင်သော အောက်ပြည်အောက်ရွာမှတန်ကုန်မော်တော်ကားကြီးများသည်လက်ရှိစိတ်ကန်းအထက်ဘက်ရေနက်ရာတွင်ငါးဆင်း၆ဆင်းခန့်စိုက်ကပ်ထား၏။အောက်ဘက်တွင် အမျိုးသားအမျိုးသမီးများရေချိုးအဝိတ်လျှော်ကြသည့်ရေချိုးစိတ်ဖြစ်၍ကလေးငယ်များမိမများဖြင့်စီကားနေ၏။ရှားရှားပါပါရွက်လီများလည်းရေချိုးစိတ်အနည်းတွင် ရှိနေသည်ကိုတွေ့ရ၏။စိတ်ကန်းတွင်ဝင်လာသောလှေထွက်သွားသောလှေများခေါင်းရွက်ပြတ်ထိုးအလုတ္တမများကုန်တန်းအလုတ္တမကြီးများ ်နင်းလဲနွားလဲများကုံစိမ့်တယ်ဈေးတယ်များခยีသွားခยีလာများကလေးများခွေးများဖြင့်ရှုပ်ရှက်ခံနေတော့၏ကိုထွေးသည် ရေကြီးတုပ်ပြာဖြင့်စက်ဘေးကို အမေကြီးထမင်းဆိုင်ဘေးတွင်ထောင်ထားခဲ့ပြီးပကန်းငယ်ဝင်ကဘာဘတ်စီတို့ ထွက်မြေပဲ့တော်ဆက်လီပေါ်တို့တက်ပြီးစုံလန်းသည်သူ့မိတ်ဆွေများကိုထောက်လန်းသည် သူတို့ရှာခွေနေသောအိတ်ဆို၍တအိတ်မြမတွေ့ရင်းနေသောအလौဒမားများကိုလည်းကိုထွေးမေး၏ သို့တော်မမြင်ကြောင်းမတွေ့ကြောင်းတွေ့လင်လဲအကြောင်းကြားမည်ဖြစ်ကြောင်းပြောပြသည်တပ်ဖန်ဝင်းစီဆလဲများကိုခေါင်းရွက်ပို့လေရှိသော အမျိုးသမီးအဖွဲ့ကိုစုံစမ်းတော်လဲအချိနီမြင်းလဲသမားကိုမေးတော်လဲအစင်မပြေမတွေ့နောက်ဆုံးတော့တမီးရောက်ဖနှစ်ယောက်စလုံးလက်လျှော့ကြရတော့သည်ယာဒီယာလဲပူစိတ်ကလဲညစ်ချွေးကလဲတပြိုက်ပြိုက်နဲ့တကိုယ်လုံးနစ်နေပြီဖြစ်၍နှစ်ယောက်သာဝင်းကဘာဆက်လီစိမ့်မှစိတ်ပြက်လက်ပြက်ဖြင့်ပြန်ခဲ့ကြတော့သည် မျက်စိကအထက်ကုန်းထိပ်ရောက်တော့တိုက်တိုက်ဆိုင်ဆိုင်ပင်ကိုမှတ်ကြီးမြင်လဲနဲ့တွေ့ပြန်သည်ဟောကိုထွေအဲ့ထုကမတွေ့ဘူးလားအေးမတွေ့ခဲ့ဘူးဟဲ့ဟုကိုထွေကပြန်ပြောလိုက်သည်ဟာတခုခုတော့လွဲပြီဗျမြင်လဲသမားကိုမှတ်ကြီးမျက်စက်ကိုတက်၍တစ်ပင်အရေးအောက်တွင်ရက်လိုက်၏ဘာလွဲတာလဲမှတ်ကြီးကဒီလိုလေကိုထွေရဲ့ပဲတော်လေးဝန်းလေးကိုကြည့်ခဲ့လားကြည့်ခဲ့တယ် မတွေ့ဘူးလားကိုထွေးရောက်ဖကိုပေါက်ကြီးကတော့တုတ်တုတ်မြမလုံးဒီလိုဆိုဆက်လီအမိုးပေါ်မှာတင်ထားတတ်တယ်ဗျအမိုးပေါ်မှာကောကြည့်ခဲ့မိရဲ့လားအာဒါတော့မကြည့်ခဲ့မိဘူးဟေ့တေးကြပါပြီဗျာဘာတေးကြတာတော့ဟာပါသွားပြီဗျခမရအိပဲ့တော်လေးပေါ်ပါသွားပြီဟေးကိုထွေးအားတင်သွားသည်သူ့မိတ်ဆွေတွေကတော့မဟုတ်တမ်းတရားတော့မပြောတော့ဘူးလာဗျာကြားပဲနည်းနည်းတော့ကြည့်ကြပဲ မြင်းလဲသမားကိုမကြီးကစော်အော်လိုက်၏အာသွားမနေနဲ့တော့ငါတို့ပြန်လာတော့ဝင်းကဘာဆက်လေးကထွက်သွားပြီမကြီးကောင်းငတ်ဆိုင်ကြာသွားသည်တေးကြပါလေဗျာပါသွားပြီကဲဘယ်တက်နိုင်မလဲဗျာသွားတော့မယ်ဗျို့ဟူ၍ပြောကာစိတ်ကန်းစီတို့မြင်းလဲကိုမောင်းထွက်သွားလေသည်ကိုပေါကြီးနဲ့ကိုထွေးတို့နှစ်ယောက်တည်းခေါင်းငိုက်ဆက်ဖြင့်အတွေးကိုစီစပိန်ကိုစီဖြင့်မိမိတို့အိမ်တို့ပြန်သွားကြလေတော့သည် နွေတေးရှင်အိုးအောင်ငှက်ကလေးတကောင်သည်လမ်းဘေးရှိအိုးအုပ်ဆိုင်ဆိုင်မကြီးပင်ကြီးများပေါ်မှအုတ်ကုတ်အုတ်ကုတ်အုတ်ကုတ်ဟူသောအတန်သည်တဖြည်းဖြည်းနောက်သို့ဝေး၍ဝေး၍ကျန်ရင်ခဲတော့သည်မိုးကောင်းကင်ကြီးတစ်ခုလုံးမာယာတွေများနေသည်စောစောကချစ်ချစ်တောက်နေကျဲကျဲပူနေတော့ကသူမဟုတ်တလို့မျိုးမိုးမဲတိမ်ဆိုင် တိမ်လိတ်ခဲကြီးတွေနေမင်းကြီးကိုအုပ်ဆိုင်လိုက်တော့ ပူရှိန်ပြင်းပြင်းတောက်ပနေသော နေအလင်းရောင်သည် မိုးဒိမဲကြီးတွေကိုဖောက်မထွက်နိုင်တော့ထို့ကြောင့်အေးအေးတက်လေးဝင်လာပြန်တော့သည် ကိုထွေးအိမ်ရောက်တော့ညနေ3နာရီထိုးနေပြီရောက်ပါတော့ကိုပေါက်ကြီးနဲ့လမ်းခွဲပြန်ခဲ့ရတော့လေကိုပေါက်ကြီးအိမ်ပြန်ရောက်ရင်မိမကိုရိုက်လားနှက်လားနဲ့ပြဿနာတက်ကြတော့မြည်ကြောက်ဆုံးသွားသောအဲ့ဤတံပိုးတီတပေါင်းဖိုးခန့်ရှိ၏ထိုတပေါင်းဖိုးဆိုသောငွေကြီးတီတစ်နေ့လုံးမှတစ်နေ့စားရသောကိုပေါက်ကြီးတို့အတွက် အခက်အခဲဝင်တော့ဝင်ဖို့တစ်ခု အဖြစ်တည်ရှိနေပေမည်။ခေအနေအထားအရယောက်ျားရင်မာကြီးတယောက်ဤတနေ့လောက်ကမှာ3000ကျပ်ဖြစ်သည်။ပညာရှင်ဆိုလင်တော့တနေ့4000မှ5000ကျပ်ထိရ၏။ကိုပေါကြီးသည် နေစားအလုပ်သမားဘီလက်မြေမဆလာတဲ့အလုပ်တခါတရံတော့တန်လျက်ကန်ရသည်။ပယံတန်လျက်ကန်ရသည့်နေ့ဆိုလင်တော့ငွေပူရသည်။နေဘူးတွေကပြန်လာတော့ကိုထွေးတီပရမဆုံးထမင်းကိုအရင်စားရပြင်၏ ထို့သောထမင်းစားနေချိန်တွင်ဆူရွှဲနေသောချွေးကတိတ်သွားပေလိမ့်မည်။ချွေးတိတ်ပြီဆိုမှကြပြာကတိရေချိုး၍ရောက်ဖတော်ကိုပေါကြီးအိမ်သို့အမြန်သွားရပေတော့မည်။ကိုထွေးသည် ရေချိုးပြီးအိမ်ကြီးအဝယ်အစားများလဲကာဆပင်းအိုလေးကိုစီး၍ကားလမ်းမပေါ်သို့တက်လိုက်၏။လမ်းမပေါ်သို့ရောက်တော့စိတ်ကမ်းပတ်စီသို့မောင်းလာနေသော မြင်းလဲတစ်စီးပေါ်မှမြင်းလဲဆရာကကိုထွေးခမည်းရောက်ဖာအရှုပ်ထုပ်ကြီးကိုတွေ့သွားပြီတဲ့ဗျို့ ဖူ၍អော်ပြောသွားလေသည်ကိုထွေးကလည်းအေးတွေ့တော့ကောင်းတာပေါ့သို့တော်ကိုထွေး၏စိတ်ထဲတွင်အင်းဘလို့များတွေ့သွားတာပါလိမ့်ဟုစဉ်းစားနေရမှကိုပေါကြီးအိမ်ဘက်စီသို့ဆက်လက်၍စီးလာခဲ့တော့သည်မိုးကအုံဆိုင်နေ၍နေဘူးရှိန်ကတော့တက်တာနေ၏ကိုပေါကြီးနေသောရက်ွက်သည်ကုတ်ကိုပင်ကြီးများအုံအုံဆိုင်ဆိုင်မှုစပင်းစီးရာတွင်အေးအေးလူလူနှင့်တက်တောင်တက်တာရှိလာ၏ အိမ်ရှိရောက်တော့ကိုထွေးတယောက်စူးစမ်းသောအကြည့်ဖြင့်ချမ်းစီယိုးအပြင်ဘက်မှအိမ်ဝိုင်းအတွင်းသို့ချောင်းချောင်းကြည့်လိုက်သည်အားလုံးသည်တိတ်ဆိတ်ငြိမ်သက်နေ၏ကိုပေါကြီးသည်အဖီချထားသောအိမ်ရှိကျမ်းမြင်ပေါ်တွင်တုံလုံးလှဲနေ၏သူမိမကမိဖို့ရဲတွင်ဟင်းချက်နေရန်တူသည် မိခိုးတလူလူနှင့်အိုးတန်ခွတ်တံများကြားနေရ၏ကိုပေါကြီးခြေရင်ဘက်တွင်ပြောင်းမှုတွေအပြည့်နှင့်မှီ၍ထောင်ထားသောစာလာ၏ဘေးကြား၏တလုံးရှိသည် အင်ရှင်တို့အင်ရှင်တို့ကိုထွေးအိမ်ထဲသို့လှန့်ခေါ်လိုက်သည်ကိုပေါင်ကြီးမိမပလဲနဲ့ဒေဝီထွက်လာပြီးလာလာဦးထွေးဟုခေါ်လိုက်ပြီးတက်ဆက်တယ်ကိုပေါင်ရေထပါအောင်တော့တော့ရောက်ဖလာလို့ကိုပေါင်ကြီးအိမ်ရာမှထပါပြီးလာကိုထွေးထိုင်လေကိုထွေးကလည်းအင်ရှင်ကုပြစ်ပေါ်သို့ထိုင်ချလိုက်၏ဟာနေပါဦးမကျူပလဲနဲ့ဒေဝီမင်းသမီးလေးအငေါ်တူး၍ငေါ့တော်တော်ခေါ်လိုက်ခြင်းဖြစ်သည် ပလဲနဲ့ဒေဝီမတ်ကျူကတော့ရိုသေလေးစားရသော ကိုထွေးရှိတွင် မချိုမချင်းပြုံးစီစီနှင့်ကိုထွေးကိုစိုက်ကြည့်နေ၏ကိုထွေးကဆိုင်းမစင်ပုံစင်မေးလိုက်သည်နေပြောက်သွားတဲ့ပြောင်းမှုအိတ်ကတွေ့မလားဟိုဟိုဟိုဒီလိုလေကိုထွေးရဲ့ပြောင်းမှုအိတ်ကမပြောက်ပါဘူးဟင်ဘလို့မပြောက်ဘူးဟုတ်လားတို့မတော်စိတ်ကန်းတစ်ခုလုံးမှွေနောက်ပြီးနေပူကြီးထဲမှာရှာလိုက်ရတာလူတွေလည်းချွေးတလုံးလုံးနဲ့အမောဆိုပြီးဖိုးကိုထိုးလို့ အကိုထွေးကျမပြောပြအောင်မယ်မနက်ကရှာတော့ကုန်းရွာဘက်ကလာတဲ့ပြောင်းမှုလှဲတွေ့တော့ပြောင်းမှုပြုတ်လင်မန်းလေးကိုအပြိုကြီးတွေဆိုင်မှာထားပြီးပြောင်းမှုပြေးဝဲအိတ်ထဲထည့်ပြီးတော့အိတ်ကိုပန်းသီးတဲ့မှတ်ဝင်းပြီးမှထားပစ်ခဲ့တယ်နေလေးအတော်မြင့်လို့ဈေးခွက်သားပြုတော့ဝယ်စရာရှိတာဝယ်ပေးစရာရှိတာပေးယူစရာရှိတာယူပြီးပန်းသီးတဲ့မှတ်ဝင်းစီပြန်လာခဲ့တာပေါ့မှတ်ဝင်းဆိုင်နာရောက်တော့ပြောင်းမှုအိတ်မပြောနဲ့အိတ်ဆိုလို့မူးလို့ရှူစရာတောင်မရှိတော့ဘူးလေ ဆက်လက်၍အဲ့ဒီကြာမှာပဲပြောင်းမှုအိတ်ပြောင်းသွားမှန်းသိလိုက်တော့တာပေါ့ဈေးအရှိဘက်ကဝင်ပေါက်နာမှာဝင်ကဘာရွာဆက်လီကဈေးဝယ်တွေတောင်းနေပလုံးနေအိတ်တွေအများဆုံးထားတဲ့နေရာလေမဝင်းကလည်းအမမတ်လို့ကျမကိုတိုင်းပင့်ပေးလိုက်မိတယ်ဈေးဝယ်လှိုင်းနေလို့လူဘူတော့မကြည့်လိုက်မိဘူးတဲ့ကျမလည်းမရှက်နိုင်တော့ဈေးလေကောင်မှတခါတည်းချုံမွေးချငိုပြစ်လိုက်တော့တယ်အဲ့ဒီတွေကိုကိုထွေးကြတော့ရောက်လာတယ်လေ ငိုနေတာမြင်တော့သူလဲဘာမှဆက်ပြောမနေတော့ပဲဈေးနှာတဝိုက်မှာစုံစမ်းပြီးတော့မှစိတ်ကန်းသွားပြီးရှာမှာပေါ့လေကိုထွေးခေါင်းတငိမ့်ငိမ့်နဲ့မျက်စီကလေးမေ့စင်ပြီးနားထောင်နေ၏ဗဇက်မှာတော့ကွန်းတမြုံမြုံနေတမလည်းစိတ်ပြက်လက်ပြက်နဲ့အားရအောင်ကိုမဝေးရဖြောင်းမြကန်ဆိုးမှသွားလေရမိုးလိုက်လို့ရွာလို့ဆိုတာဒါမျိုးပဲထင်ပါတယ်အေးလို့ပြောတော့မဝင်းကကျမပေါ့သွားတာလေပါပါတယ်တဲ့ ဒါနဲ့နေ့လဲတစ်ချက်တနားီထိုးတော့အိမ်ပြန်ခဲ့တော့တာပေါ့အိမ်ရောက်လို့ဝင်းကြံတကာဖွင့်လိုက်တော့ပလန်းနဲ့ဒေဝီမတ်ကျူသည်စကားရက်တန့်သွားပြီးမျက်လုံးလေးကလေးကလေးနဲ့ကိုထွေးကိုကြောက်ရွံ့စွာကြည့်နေ၏ဟဲ့ပြောလေဘာဖြစ်သွားတာတို့ကိုထွေးကမှန်လိုက်တော့မှာဟိုဟိုဟိုပြောင်းမှုအိတ်ကြီးဟာပြောင်းမှုအိတ်ကြီးအိမ်ရှိကျမ်းမြေမှာထောင်လျက်သားတွေ့ရတယ်ဘလို့ဘလို့နင်းပြောင်းမှုအိတ်ကဈေးအရှိတ်မဝင်းဆိုင်နာကလေ ိမ်ထဲကိုဘလို့ပြန်ရောက်လာတာလဲအဲအဲအဲ့ဒါဟိုဟိုမတ်ကျူတယောက်စကားတွေအထစ်ထစ်အငုံငုံနဲ့ဖြစ်နေချိန်တွင်ကိုထွေးကပြောမှသာပြောစမ်းမှအေးဟိုဟိုဟိုလေကျမကျမကျမကိုယ်တိုင်ယူရပြီးပို့ထားခဲ့မိတာဟေးကိုထွေးတယောက်အံ့ဩခြင်းကြီးစွာဖြင့်မှင်တက်မိသွား၏ အဲအဲ့ဒါကိုကျမမေ့မေ့သွားလို့ဟိုဟိုဟိုလေအမလေးဗျာခမရမေ့လိုက်ပုံကကျုပ်တို့တွေမသိုံတမယ်ပဲကြံတော့တာဗျို့ဒါမေ့စရာလားခမရခမရခမရပါလေစုတ်ထားလဲစူးနန့်လဲမူစားလဲယူတဲ့ဟိုဗတိုင်းသီးလို့ပဲတကယ်ကိုပဲကျုပ်တို့ကိုယူအောင်လုပ်တဲ့မဟူရာဗတိုင်းစူးပါပဲဗျာဘေးများကလည်းကိုထွေးရောက်နေသောကြောင့်တယောက်ပြီးတယောက်ရောက်ရှိနေကြ၏ အားလုံးကလည်းပြုံးစီစီနဲ့ရှိနေကြစဉ်အိမ်ကြီးချင်းအမေကြီးပူကမောင်တွေမင်းပေးတဲ့မိုးရပရိုင်းစုဆိုတာငါသဘောကျတဲ့ဟိဒီဟာမကရုပ်ရှင်ရုံရှိကဈေးတန်းကိုလင်းမယားနေအောင်အတူတူအတုပ်ဆုံးသွားဝဲတာတော့လင်းကိုမေ့ထားခဲ့တဲ့မိမစားမျိုးဟဲ့အမေကြီးပူဤစကားတီအိမ်ထဲတွင်ရောက်ရှိနေသူအားလုံးကိုဟာရယရှင်ဆွေးတိုက်ကျွေးလိုက်တယ်လို့ဖြစ်သွားသောကြောင့်အားလုံးခွတ်ထိုးခွက်လန်ဟားတိုက်၍ ရေမောပြုံးရွှင်လျက်ရှိနေကြလေတော့တည်းမောင်တသနစင်ဖြူကျွန်း2018ခုနှစ်အောက်တိုဘာလ အမှတ်689ငွေတရီမဂဇင်းလိုအပ်ချက်များကိုတီခံပြီးနားဆင်ပေးကြတော့ညီကိုမနမများအားလုံးအားလုံးဘေးကင်းရန်ကွာရှိကြပါစေနားဆင်ပေးကြသူအားလုံးကျန်းမာချမ်းသာကြပါသည်ရှင်